န်းစ2009ခုနှစ်မှာနေရက်လေးရက်အတွင်းမှာပုံမှန်မဟုတ်တဲ့အားပြင်းတဲ့နေမုန်တိုင်းဖြစ်ပေါ်နေပါတယ်။၎င်းကိုဒေါက်တာဟမ်စလေးကသတိပြုမိပြီးတော့နက္ခတ္တဗီရပညာရှင်စက်တမ်နဲ့ဆွေးနွေးဖို့အတွက်ကိုအိန္ဒိယကိုတွားရောက်ခဲ့ပါတယ်။သူတို့နှုတ်သားဂျင်းဒီရင်တစ်ခုကိုတွားရောက်ခဲ့ကြပြီးတော့ထိုနေရာမှာ၎င်းတို့ကိုမြေအောက်ပြည်တောင်းထီကိုခေါ်ဆောင်သွားတဲ့ဓလေကားကိုအသုံးပြုခဲ့ကြပါတယ်။တွင်းနေရက်ခွဲကမှာစက်တမ်ကဟမ်စလေးကိုလက်ရှိဖြစ်ပေါ်နေတဲ့နေမုန်တိုင်းတွေကတမိုင်းတစ်လျှောက်အကြီးမားဆုံးဖြစ်ပြီးတော့၎င်းတို့ကကမ္ဘာအတွင်းပိုင်းကိုအပူချိန်မြင့်တက်စေကြောင်းပြသခဲ့ပါတယ်။ ရင်းကိုပုတ်ပတ်ဆူနေတဲ့မြေအောက်ရေတွေပြင့်နေတဲ့ကန်ဒကန်ကိုဖွင့်ပြခြင်းဖြင့်တက်တည်ပြခဲ့ပါတယ်။တကမ္ဘာလုံးဆိုင်ရာကပ်ဘေးကြီးတစ်ခုဖြစ်လာမှုကိုစိုးရိမ်တဲ့အတွက်ဟန်ဆေကအမေရိကန်ကိုအလင်းမြန်ပြန်လာခဲ့ပြီးတော့အရေးကြီးတဲ့ညစာစာပွဲတစ်ခုကိုဖျောက်ဝင်ကတမနအစိုးရအဖွဲ့ရဲ့အကြီးကဲဖြစ်သူအန်ဟောက်ဆာစီကိုအခြေအနေကိုတင်ပြခဲ့ပါတယ်။6လအကြာ2030ခုနှစ်မှာအမေရိကန်တမနဝီလ်ဆန်က G8 ထည့်သည့်အစည်းအဝေးမှာကမ္ဘာပြတ်မဲ့အရေးကိုပြောကြားခဲ့ပါတယ်။တာမန်ပြည်သူလူထုစီကိုထိုသတင်းမရောက်ရှိခဲ့ပေမဲ့ကမ္ဘာပေါ်အာဏာရှိဆုံးလူတွေကအစီအစဉ်နဲ့စတင်ရေးဆွဲခဲ့ကြပါတယ်။တိဘက်တောင်ကြားဒေသမှာသူတို့ကရွေးချယ်ခံရတဲ့အထက်တန်းလွှာတွေအတွက် ကြီးမားတဲ့ကေဆေးအေးတင်မောကြီးကိုစတင်တိဆောက်ခဲ့ကြပေမဲ့ဒေသခံတွေကိုတော့ရီကာရာတစ်ခုတိဆောက်နေတယ်လို့တော့ပြောကြခဲ့ပါတယ်။၂0ခုနှစ်မှာတင်မောလက်မှတ်တွေကိုအထက်တွန်းလာတဲ့စီကိုဒဇောင်းကိုယူလုံးငွေ1ဘီလီယံနဲ့ရောင်းချခဲ့ပါတယ်။လူးဖ်ပြတိုက်မှာဝေဆင်ရဲ့သမီးလော်ရာကပြတိုက်ဒရေတာနဲ့တွေ့ဆုံပြီးတော့မိုနာလီဇာပကြီးကားကိုအတူတကွနဲ့အစားထိုးကအစ်စ်ကိုအစွန်ရောက်တဲ့လက်ကနဲ့ကာကွယ်ခဲ့ပါတယ်။၂0ခုနှစ်မှာတာမန်ပြည်သူလူထုကအမှန်တရားကိုမသိရှိကြသေးပေမဲ့တင်းဌာနတွေကတော့မာယာပြက်ကရင်အကြောင်းနဲ့လူအများပြကဘာပြတော်မျိုးကိုယုံကြည်နေကြတဲ့အကြောင်းထို့ကြောင့်အုပ်စုလိုက်မိမိတို့ကိုယ်ကိုအစိုးရအမှုတွေပြုလုပ်နေကြောင်းကိုစတင်ပြောဆိုလာကြပါတယ်။ ကယ်လီဖိုးနီးယားလမ်းမတွေပေါ်မှာအကွဲကြောင်းတွေစတင်ပေါ်ပေါက်လာပေမဲ့ဘယ်သူမှလေးနက်မထားပဲနဲ့မြေငလင်ငယ်တစ်ခုကြောင်းလို့သာအပြစ်တင်ခဲ့ကြပါတယ်စိတ်ကမ်းမှာအပျော်စီးတင်မော်တစီရေလဲကိုနည်းငယ်နှိမ့်ပြုတ်သွားတဲ့အတွက်တင်မော်ဘော်ကခီးတယ်တွေခိတ်လန့်ကြဖြစ်ခဲ့ရပါတယ်နောက်ပိုင်းညနေခင်းမှာလော်ရာစီကိုလူပြတဲ့ကဒရိုက်တာဖုန်းကောဆူလာပြီးတော့အမှုပညာပစ္စည်းတွေရှေ့ပြောင်းရခြင်းရဲ့အကြောင်းရင်းမှန်ကို၎င်းတို့လိင်ညာခံခဲ့ရကြောင်းနဲ့လူတိုင်းကိုအမှန်တရားပြောပြဖို့သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်မှဖြစ်ကြောင်းကိုသိပေးခဲ့ပါတယ်သူနောက်ထပ်စကားမပြောနိုင်ခင်မှာသူကယုတ်ရီရပေါက်ခွဲသွားပြီးတော့တည်ဆုံးသွားခဲ့ပါတယ် အင်ဖြူရောမှာဟန်စလီနဲ့အန်ဟန်ဆာတို့ကဝေစင်းကို၎င်းတို့ရဲ့တွက်ချက်မှုတွေမှာပြည့်နေခဲ့ကြောင်းနဲ့ကဘာပြတ်မဲ့အချိန်ကမျောလင်းထားတာတပ်ပုံမှုများဆန်စွာရောက်ရှိလာနိုင်ပြီဖြစ်ကြောင်းကိုသိပြီးခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲလော်ရာဝင်လာပြီးတော့သူမလှုပ်လှုပ်နေတဲ့အဖွဲ့အစည်းကဘာကြောင့်အတူရောင်တစ်ခုဖြစ်နေရလဲဆိုတာကိုမေးမြန်းခဲ့ပါတယ်။ဝေစင်းကသူမကိုအမှန်တရားပြောပြမှုမှတပါတခြားရွေးချယ်စရာမရှိတော့ပါဘူး။ ဒီချိန်မှာပဲဂျက်ဆင်ကသူ့ကလေးတွေကိုခေါ်ပြီးတော့ဂျဲလုစတုန်းကိုမိသားစုခီးထွက်ခဲ့ပါတယ်။သူတို့ကရဟတ်ရင်တွေပြန်တန်းနေအောင်လကောင်း၊ရေကန်ဧရိယာကိုခြံစည်းရိုးခထားတာကိုလကောင်း၊အံ့ဩစွာတွေ့မြင်ခဲ့ရပါတယ်။ဒါမဲ့လည်းသတိပေးဆိုင်ဖို့တွေကိုလှစ်လှူရှုပ်ပြီးတော့ခြံစည်းရိုးကိုကြော်တက်ခဲ့ကြပါတယ်။ရေကန်ကိုရောက်တဲ့အခါမှာရေကန်ကြီးကခန်းချောင်းနေပြီးတော့ပုံဝန်းကျင်မှာတရိတ်ဆန်အသေးကောင်တွေရှိနေတာကိုတွေ့ပြီးတော့ထိတ်လန့်သွားခဲ့ကြပါတယ်။ ဆာလီလုတ်ခေါ်တဲ့ထူးဆန်းတဲ့လူတယောက်ကသူတို့ကိုတောအုပ်တရားနဲ့လှုပ်ဝက်ကြည့်ရှုနေတဲ့အချိန်မှာစစ်တပ်ကရောက်ရှိလာပြီးသူတို့မိသားစုကို၎င်းတို့ရဲ့စခန်းစီကိုခေါ်ဆောင်သွားခဲ့ပါတယ်။ဟန်စလီယာဂျက်ဆန်ကို၎င်းတို့ကရေကန်ပါဖြစ်သွားလဲဆိုတာစုံစမ်းစစ်ဆေးနေတဲ့ဘူမိပေဒပညာရှင်တွေဖြစ်ကြောင်းနဲ့ဒီဧရိယာမတည်ငြိမ်တော့တဲ့အတွက်ဂျက်ဆန်အနေနဲ့ကလေးတွေကိုခေါ်ဆောင်သွားတဲ့ကြောင်းကိုပြောကြားခဲ့ပါတယ်။သူတို့မိသားစုထွက်သွားပြီးတဲ့နောက်မှာဟမ်စလီကစက်တန်စီကိုဖုန်းခေါ်ဆိုခဲ့တဲ့အခါမှာစက်တန်ကသူ့တွင်းကိုပိတ်ကြည့်ခဲ့ရကြောင်းနဲ့အခြားနိုင်ငံတွေကလည်းအလားတူအချက်လက်တွေရရှိနေကြောင်းကိုတင်ပြခဲ့ပါတယ်။ကမ္ဘာအပေါ်ရန်လာစတင်ပြီးမတည်မငြိမ်ဖြစ်နေပြီဖြစ်တဲ့အတွက်ရွှေ့ပြောင်းရင်းကိုစတင်ရမယ်ဖြစ်တယ်လို့ဆိုပါတယ်။ ဂျက်ဆင်နဲ့သူ့ကလေးတွေကစခန်းချဧရိယာတစ်ခုကိုတွားရောက်ခဲ့တဲ့အခါမှာချာလီဆိုတဲ့လူနဲ့ထိတိုက်တွေ့ခဲ့ပါတယ်။ချာလီကတိတ်ပညာရှင်တွေဘာပြောလဲဆိုတော့သိလို့ပြီးအဖြေကိုကြားတဲ့အခါမှာလင်ညာနေမှန်းသိတယ်လို့မျိုးကိုလောင်ယူခဲ့ပါတယ်။ညနေပိုင်းမှာဂျက်ဆင်ကချာလီရဲ့သူ့ဗင်ကားပေါ်ကနေရေဒီယိုအစီအစဉ်ထုတ်လွှင့်နေတာကိုသတိပြုမိပြီးတော့သူ့ရေဒီယိုအစီအစဉ်ကိုနားထောင်ရမှာချာလီရဲ့လမ်းမဲ့ကဘာပြက်ကတ်ကြီးအကြောင်းကိုပြောဆိုနေပါတယ်။ဂျက်ဆင်ကအသေးစိတ်သိအောင်ချာလီစီချင်းကပ်ဖို့ဆုံးဖြတ်ခဲ့ပြီးတော့ချာလီကသူ့ကိုမာယာရိုးရဲ့ဟော်ကင်းအကြောင်းကိုရေစရာကောင်းတဲ့ကာတွန်းရုပ်ရှင်တို့တစ်ခုကိုပြသခဲ့ပါတယ်။ ဒီလောက်ကြီးမားတဲ့လိုအပ်ချက်ကိုဖုံးထားနိုင်တယ်ဆိုတာကိုကျစင်ကတန်တရားဝင်နေတုန်းမှာချာလီကပြည်သူလူထုကိုအမှန်တရားပြောပြဖို့စူးစမ်းခဲ့သူတိုင်းတတ်ခံခဲ့ရကြောင်းကိုဒင်းစားညက်ပိုင်းများစွာကိုတည်တည်အဖြစ်ပြသရင်းနဲ့ရှင်းပြခဲ့ပါတယ်။ကျစင်ကသူနဲ့အတူလုပ်ဘူးတဲ့ပေါ်မခတ်တို့လုံခဲ့တဲ့နလားအသိဆုံးသွားတာကိုသတိပြုမိပြီးတော့ချာလီကထိုပေါ်မခတ်ဟာသူ့စီကိုအစိုးရရဲ့အကသာရင်နဲ့တရှိတဲ့နေရာကိုပြတဲ့မြေပေါ်တဘို့ပို့ပေးခဲ့ကြအောင်ပြောကြခဲ့ပါတယ်။ဒီကျစင်မဖြစ်နိုင်ဘူးလို့ယူဆပြီးတော့ကျစင်ကသူ့တဲကိုပြန်သွားခဲ့ပါတယ်။နောက်တနေ့မနက်မှာကယ်လီဖိုးနီးယားမြင်းကလေးတွေပို့ပြီးဆိုးရွားလာခဲ့ပါတယ်။ရေပြင်ပေါ်ကကြီးမားတဲ့အကွက်တောင်ကြီးတစ်ခုကြောင့်စူပါမားကတ်တစ်ခုကနှချမ်းကွဲသွားခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲဘယ်သူမှထိခိုက်ထိုင်ရမရခဲ့ပေမဲ့ ဂျက်ဆင်ရဲ့ဇနီးဟောင်းကိတ်ကသူ့စီကိုဖုန်းဆက်ပြီးတော့ကလေးတွေကိုချက်ချင်းအိမ်ပြန်ခေါ်လာဖို့ပြောကြခဲ့ပါတယ်။ဒီတော်ထဲမှာအန်ဟော်ဆာကဝီဆင်ကိုတင်မောကြီးလေးစင်းသာပြီးသေးကြောင်းနဲ့ဆိုလိုတာကလုံလောက်တဲ့လူဦးရေကိုကတင်နိုင်မှာမဟုတ်ကြောင်းကိုသတိပေးခဲ့ပါတယ်။နိုင်ငံအားလုံးရဲ့အကြီးအကဲယူနဲ့အစည်းအဝေးတစ်ခုမှာဟန်စလီကအစည်းအဝေးခန်းစားတဲ့ဆောင်ကိုမျှဝေခဲ့ပြီးတော့၎င်းတို့စီမှာအချိန်၂ရက်သို့မဟုတ်၃ရက်သာကြာတော့ကြောင်းကိုရှင်းပြခဲ့တဲ့အခါမှာဝီဆင်က၎င်းတို့ကရွှေ့ပြောင်းရေးအစီအစဉ်ကိုစတင်တော့မှဖြစ်ကြောင်းကိုကြေညာခဲ့ပါတယ်။ ကလေးတွေကိုကိတ်စီပို့ပြီးတဲ့နောက်မှာဂျက်ဆင်ကသူ့တထေးဖြစ်သူရုရှားတထေးကြီးကာဘော့စီကနေဖုန်းလက်ခံရရှိခဲ့ပါတယ်။သူကလှုပ်ဝက်စွာရွှေ့ပြောင်းမှုပြင်ဆင်နေပြီးတော့သူ့ရဲ့အမှားသားနှုတ်ဥကိုလေစိတ်ကိုခေါ်ဆောင်လာဖို့ဂျက်ဆင်ကိုအမိတ်ပေးခဲ့ပါတယ်။ကောင်လေးတူကဂျက်ဆင်ကိုသူအားမကြမီတဆုံးမှာဖြစ်ပြီးတော့သူတို့ကကြီးမားတဲ့တင်မော်ကြီးတစည်းပေါ်မှာလွတ်မြောက်သွားမှာဖြစ်ကြောင်းကိုပြောကြားခဲ့ပြီးတော့ထိုစီမှာပဲနောက်ထပ်မြင်းငလင်းငယ်တစ်ခုကထိုဒေတာကိုလှုပ်ခတ်သွားခဲ့ပါတယ်။ချာလီပြောခဲ့တာတွေမှန်ကန်တယ်လို့တွေးမိပြီးတော့ဂျက်ဆင်ကလေရင်တစည်းကန်းကသူ့မိသားစုကိုပြန်လဲခေါ်ဆောင်ဖို့အလင်းမြန်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲပုံမပြည့်တဲ့နိုင်ငံလင်းတစ်ခုကကယ်လီဖိုးနီးယားကိုထပ်မံလှုပ်ခတ်ခဲ့ပြီးတော့ ဒီဒီချိန်မှာအိမ်နေစတင်ပြိုကျလာပါတယ်။ယစီကသူ့ကလေးတွေကိတ်နဲ့သူမရဲ့ချစ်သူအစ်စ်ဂေါ်ရန်တို့ကိုခေါ်ဆောင်ဖို့အချိန်မီရောက်ရှိလာခဲ့ပါတယ်။သူတို့ပတ်ဝန်းကျင်ကအိမ်နေပြိုကျနေတယ်လို့လမ်းတွေလည်းစတင်အပ်ခွဲလာတာကြောင့်ယစီကကြောက်တဲ့မကြောက်အောင်စီဖို့ကားကိုအယူမှုမောင်းနေခဲ့ရပါတယ်။မကြမ်းမီအစားသူတွေလည်းထွက်ပြေးဖို့ကြိုးစားလာကြပြီးလမ်းတွေပိတ်ဆို့လာတဲ့အတွက်ဂျစီကမြေပြင်အမြင့်တစ်ခုကနေကားခုန်ချမသွားခင်အထိကိုခြံရှိမြေခွက်တွေနဲ့တစ်ပင်တွေကိုဖြတ်ပြီးတော့မောင်းနေခဲ့ရပါတယ်။မြို့လယ်မှာလည်းတံတားတွေနဲ့မိုးမြော်တိုက်တွေပြုတ်ချပြီးတော့လူထောင်ပေါင်းများစွာတည်ဆုံခဲ့ပါတယ်။ အတော်ကြာမောင်းနေပြီးတဲ့နောက်မှာထိုအုပ်စုကလေစစ်ကိုနောက်ဆုံးမှရောက်ရှိသွားခဲ့ပေမဲ့လေရင်မှုတည်ဆုံးနေတာကိုပဲတွေ့ရှိခဲ့ရပါတယ်။ကော်တုံကလေရင်မောင်းတင်တဲ့အနေနဲ့တက်ရောက်ပုံမှာအထွေအကြုံမရှိပါဘူး။ ဒါပေမဲ့ तू ကစိတ်လှုပ်ရှားစွာနဲ့အကောင်းဆုံးကျူးစားခဲ့ပြီးတော့လေးစက်ကြီးမပြည့်စုံမိနေမှာမိသားစုကိုလင်းပြန်နဲ့ပြန်တန်းထွက်ခွာနိုင်ခဲ့ပါတယ်။ကြာခင်ပါပဲ Los Angeles မြို့ကြီးတစ်ခုလုံးကပျက်စီးသွားခဲ့ပြီးတော့ပင်လယ်ရေတွေကကန်ယူနာမြို့တွေအားလုံးကိုစတင်ဖုံးလွှမ်းသွားခဲ့ပါတယ်။ခဏကြာတဲ့အခါမှာထိုးမိသားစုက Charlie နဲ့သူ့မျိုးပုံကိုရှာဖွေဖို့အတွက် Yellowstone မှာရပ်တန့်ခဲ့ပေမဲ့ Charlie ရကဘာပြက်ကင်းကိုတောင်ထိပ်ဘုံကနေစောင့်မျှော်နေတဲ့အတွက် Van Gaal ထဲမှာမရှိတော့ပါဘူး။ Jason က Charlie ကိုရှာနိုင်ဖို့အတွက် Van Gaal ကိုတောင်ပေါ်ထိမောင်းနေသွားခဲ့ပေမဲ့ဒီနေရာမှာငှက်တွေအုပ်လိုက်ပြန်တန်းသွားတာကိုသာတွေ့မြင်ခဲ့ရပြီးတော့တောင်ကုန်းနေစတင်နှိမ့်မြုပ်သွားခဲ့ပါတယ်။ ဂျက်ဆန်ဗန်ကားနဲ့ခီးထွက်သွားတဲ့အခါမှာချာလီကမီးတောင်တစ်ခုပေါက်ကွဲပြီးတော့ထိုဧရိယာအားလုံးကိုလွတ်ဆင်သွားတဲ့အချိန်အထိကိုရေဒီယိုဆက်လက်ထုတ်လုပ်နေခဲ့ပါတယ်။မီးတောင်ကြောက်ခဲတဲ့မိုးလို့ရွာကြလာပြီးတော့ချာလီကိုတည်ဆုံးစေခဲ့တဲ့အခါဗန်ကားရဲ့နောက်ပိုင်းကိုထိမှန်ခဲ့ပါတယ်။ကန်ကောင်းစွာနေပေနဲ့ဂျက်ဆန်ကနေပြည်တော်ကအကွဲကြောင်တစ်ခုကိုကြော်ဖြတ်ဖို့လုံလောက်အောင်လှင်မြန်စွာမောင်းနေခဲ့ပြီးတော့လေးစိတ်ကိုအချိန်မီရောက်ရှိသွားခဲ့ပါတယ်။ဒါမှမဟုတ်သူကဗန်ကားရဲ့မြေပုံကိုရှာဖွေဖို့လိုအပ်နေပြီးတော့အချိန်ကြာမြင့်နေတဲ့အတွက်မြေပြင်ဆက်လက်အကွဲကဗန်ကားပြုတ်ကျသွားခဲ့ပါတယ်။ဂျက်ဆန်တည်ဆုံးသွားပြီးတော့အားလုံးကထိမှန်နေတဲ့အချိန်မှာပဲဂေါ်ဒွန်ကလေးမြန်ပြတ်တတ်ဖို့ပြင်ဆင်ခဲ့ပါတယ်။ဒါမှမဟုတ်ရုတ်တရက် ဂျက်စင်ကနောက်ဆုံးစက္ကန့်မှာဖန်ကားလေးကနေပြန်တက်လာနိုင်ပြီးတော့ကဲ့ရဲ့လက်ကိုဆွဲပြီးတော့ပြေးခဲ့ပါတယ်သူဘေးကင်းသွားတဲ့အခါမှာလင်ရင်ကနောက်ဆုံးမှပြန်တက်ခဲ့ပြီးတော့ပေါက်ကွဲမှုမဖြစ်ခင်လေးမှာထိုရီသားကနေထွက်ခွာသွားနိုင်ခဲ့ပါတယ်အဲ့နောက်မှာဂျက်စင်ကမြေပုံကိုစစ်ဆေးကြည့်လိုက်တဲ့အခါမှာ၎င်းတို့တရုတ်နိုင်ငံကိုသွားရမှာဖြစ်ကြောင်းကိုတွေ့ရှိခဲ့ရပါတယ်အဲ့ဒီတော့ပိုကြီးရဲ့လင်ရင်စင်းနဲ့လိုအပ်လာပြီးဖြစ်ပါတယ်ညနေပိုင်းမှာအန်ဟော်ဆာနဲ့ဟန်စလီတို့ကကဘာတော်ဝမ်းမှာဖြစ်ဖြစ်နေတဲ့တဘာဝဘေးအန်ရဲ့သတင်းတွေကိုကြည့်ရှုနေခဲ့ပါတယ်အရေးကြီးတဲ့အထင်ကြီးရနေရာနေပျက်စီးနေပြီးတော့လူတန်းပေါင်းများစွာတည်ဆုံးနေရရှိကလူတိုင်းမျှော်လင့်ချက်ရောင်ကြီးတွေပျောက်ဆုံးနေကြပါတယ်ဟန်စလီကတာမန်ပြည်သူလူထုကိုအမှန်တရားပြောပြဖို့အချိန်ကျပြီလို့ထင်မြင်မဲ့ ်အန်ဟာဆာကရွေးချယ်ခံထားရသူတွေတင်မောဘုံကိုမတက်ခင်အထိကိုညှင်းဆန့်ခဲ့ပြီးတော့၎င်းကရှင်တန်ရဲ့အတွက်လို့အကြောပြခဲ့ပါတယ်အဲ့နောက်မှာသူတို့ကဝီလ်ဆင်ကိုထွက်ခွာဖို့အချိန်ကျပြီဖြစ်ကြောင်းပြောကြားခဲ့ပေမဲ့ဝီလ်ဆင်ကသူ့ပြည်သူလူနဲ့အတူကြံရစ်ခဲ့ပြီးတော့အသေးခံမှုကိုဆုံးဖြတ်ခဲ့လိုက်ပါတယ်အန်ဟာဆာကဟန်စလီရဲ့ကန့်ကွက်မှုတွေကိုလက်လျူရှုကာအမေဘီတာဝန်ကိုလွှဲပြောင်းယူခဲ့ပြီးတော့လေရင်ဟာသူတို့နဲ့လော်ဒါရုံးနဲ့အတူထွက်ခွာသွားခဲ့ပါတယ်လော်ဒါကသူမရဲ့ဖခင်စီကနောက်ဆုံးနှုတ်ဆက်စကားဖုန်းခေါ်ဆုံးမှုကိုလက်ခံရရှိခဲ့ပါတယ်အဲ့နောက်မှာဝီဆင်ကကဘာကိုအမှန်တရားသိရှိစေဖို့နောက်ဆုံးအချိန်လူသိရှင်ကြားကြေညာချက်တစ်ခုပြုလုပ်ခဲ့ပါတယ် အဲ့ချိန်မှာဂျက်ဆင်ရဲ့အုပ်စုကလက်စပီကာကလေဆိပ်ကိုရောက်ရှိလာခဲ့ပြီးတော့အဲ့နေရာမှာလေရင်ခီးစင်နဲ့အားလုံးကိုဖျက်သိမ်းလိုက်တဲ့အတွက်ကာဗော့လည်းစောက်ဆိုင်းနေခဲ့ရပါတယ်။သူကသူ့ရဲ့အမွာသားနှစ်ဦးသူ့ချစ်သူတာမာရာနဲ့သူမရဲ့ခွေးကိုပါခေါ်ဆောင်လာခဲ့ပါတယ်။ဂျက်ဆင်ကကာဗော့ကိုသူ့ရဲ့မိသားစုကိုခေါ်ဆောင်သွားဖို့တောင်းပန်ခဲ့ပေမဲ့ကာဗော့ကသူ့ကိုအစပိုင်းမှာလှစ်လှူရှုခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့လေရင်မှုဆာရှာက၎င်းတို့အသုံးပြုနိုင်ပေလေရင်တစည်းကိုရှာတွေ့တဲ့အခါ သူ့အတွက်အခုလေရင်မုတ်ဦးလိုအပ်မဲ့ဖြစ်ကြောင်းကိုရှင်းပြခဲ့ပြီးတော့ဂျက်ဆင်ရဲ့မိသားစုကဂေါ်ဒွန်ကိုကမ်းလှမ်းခဲ့ပါတယ်။ကာဘော့ဖ်ကသူတို့အားလုံးကိုခေါ်ဆောင်သွားဖို့သဘောတူခဲ့ပြီးတော့၎င်းတို့ကကားတွေတင်ဆောင်ထားတဲ့ကြီးမားတဲ့လေရင်ကြီးတစ်စီးပေါ်ကိုပြစ်တက်ခဲ့ကြပါတယ်။လီချောင်းထင်းသိမ်းရင်ကလကောင်းတို့ကိုပြန်တန်းခွင့်မရှိကြောင်းပြောကြခဲ့ပေမဲ့ဆာရှာနဲ့ဂေါ်ဒွန်တို့ပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော့ပြိုကျနေတဲ့အဆောက်အုံများစွာကိုရှောင်တန်းကတာဝါတစ်ခုရဲ့ထိပ်ပိုင်းကိုသာချိန်မိပြီးနောက်တရုတ်နိုင်ငံကိုဥတီပြန်တန်းထွက်ခွာနိုင်ခဲ့ကြပါတယ်။ခဏကြာဟာဝိုင်ကြီးဂျုံးပေါ်ကဖျက်ပြီးတော့ပြန်တန်းတဲ့အခါမှာ၎င်းကချော်ယိုရီနဲ့လုံးဝဖုံးလွှမ်းနေပြီးတော့အဆောက်အုံတွေကမတ်တက်ရက်နေတာလုံးဝနှီးပါမရှိတော့တာကိုထိတ်လန့်တုံလို့ပေါ်တွေ့ရှိခဲ့ရပါတယ်။ ။တိဘက်မှာဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးဖြစ်သူနီမတင်မောင်းကြီးတွေပေါ်မှာအလုလုနေတဲ့သူညီစီကနေအမှန်တရားကိုသိရှိခဲ့ရပါတယ်။သူဆရာတော်စီကခွင့်ပြုချက်ရပြီးတဲ့နောက်မှာနီမကတောင်ကုန်းဘုံကနေထွက်ခွာလာခဲ့ပြီးတော့ သူ့အဖိုးဖွားတွေကိုတွားရောက်ခေါ်ဆောင်ခဲ့ပါတယ်။ဝါရှင်တန် DC မှာမီးလောင်ပြားတွေမရက်မနာကျဆင်းနေတဲ့အတွက်ဝေစင်ကခုံလုံးဖို့နေရာရှာဖွေနေသူတွေအတွက်အင်ဖြူတော်ကိုဖွင့်လှစ်ပေးခဲ့ပါတယ်။မင်းကလေးငယ်တို့သူ့အဖေကိုရှာဖွေနေစဉ်မှာဝေစင်ကသူ့မကိုကူညီဖို့ဆုံးဖြတ်ပြီးတော့ပြင်ဘက်ကလူနာတရင်ဝန်ထမ်းတွေကိုမေးမြန်းခဲ့ပေမဲ့ရုတ်တရက်မင်းကလေးတို့ခုကထိုဧရိယာကိုလောက်ခတ်ခဲ့ပြီးတော့ဝါရှင်တန်အထိမ်းမှကြောက်တိုင်ကြီးပြိုကျသွားခဲ့ပါတယ်။ဗာတီကန်မှာလူတွေဟာအထူးဝတ်ပြုဆုတောင်းပွဲတစ်ခုမှာဆုတောင်းဖို့ဆုယောင်းနေတဲ့အခါမှာမင်းကလေးတို့ခုကြောင့်အနောက်ရှက်ဖြစ်ခဲ့ရပါတယ်။အဆောက်အုံတွေပြိုကျသွားပြီးတော့လူတန်းပေါင်းများစွာတည်ဆုံးခဲ့ရပါတယ်။အဲ့ဒီချိန်ကဘာတော်ဝမ်းမှာဆူနာမီတွေဖွဲ့စည်းဖြစ်ပေါ်နေကြောင်းကိုအစီရင်ခံစာတစ်စောင်ဝင်လာခဲ့ပါတယ်။ ဝါရှင်တန်ဒီစီမှာဝင်စင်ကရုပ်အလောင်းယာပေါင်းများစွာကြားမှာပြားတွေဖုံးလွှမ်းလျက်နိုးလာခဲ့ပြီးတော့ဒီဧရိယာတစ်ခုလုံးကိုဆူနာမီတစ်ခုဖုံးလွှမ်းသွားတာကိုသာကြည့်နေနိုင်ခဲ့ပါတယ်ဒီဆူနာမီကနေအောင်ငလင်ကနေလွတ်မြောက်ကျင်းရသူတွေအပါအဝင်ဝင်စင်ကိုပါတည်ဆုံးခဲ့ပါတယ်ဒီအချိန်မှာဟန်စလီကတင်မောင်းကြီးရဲ့ရှိရာစခန်းက6နာရီအတွင်းမှာရှိအောက်ကိုရောက်ရှိသွားမယ်ဖြစ်ကြောင်းနဲ့ကမ္ဘာပေါ်ရန်လောင်းဟာလွန်မင်းနေရာယူသွားကြောင်းကိုသိရှိခဲ့ရပါတယ်ဂျက်ဆင်တို့အုပ်စုလိုက်ပါတယ်လေရင်ကစီကုံတော့မှာဖြစ်ကြောင်းနဲ့သူအရေးပေါ်စဉ်သက်ရတော့မှာဖြစ်ကြောင်းကိုဆာရှာကကြေညာခဲ့ပါတယ် ဆာရှာနဲ့ဂေါ်ရုံတို့ကလေရင်ကိုစတင်နှိမ့်ခဲ့ပေမဲ့တမုတ်တရားမရှိတော့တာကိုတွေ့ခဲ့ရပါတယ်။တိုက်ကြီးတွေရဲ့ယူလျာမှုကြောင့်လေရင်ကတင်မောကြီးတွေတိစောက်နေတဲ့နေရာနဲ့အလွန်နီးကပ်နေတဲ့ဖိမဝန္တာတောင်တန်းတွေဘက်ကိုရောက်ရှိသွားခဲ့ပါတယ်။စဉ်သက်ဖို့အလွန်ခက်ခဲမှဖြစ်တဲ့အတွက်ဆာရှာကလူတိုင်းကိုကားတစ်စီးတည်းဝင်ရောက်ပြီးတော့ကုန်တင်ကန်းနေရာကနေထွက်ခွာဖို့ပြောခဲ့ပါတယ်။အစပိုင်းမှာဂေါ်ရုံကဆာရှာကိုကူညီခဲ့ပေမဲ့လေရင်မှုကဂေါ်ရုံကိုအခြားသူတွေနဲ့တွားရောက်ပူပေါင်းမှုအတွက်ကိုပြောကြားခဲ့ပါတယ်။မိသားစုတွေကကားတစ်စီးနဲ့အတူထွက်ခွာသွားခဲ့ကြပြီးတော့ နေ့နေ့ကြောင့်ဘေးကင်းစွာဆင်းသက်နိုင်ခဲ့ပြင်မဲ့အခြားရှင်တွေအားလုံးပြည့်ကြသွားခဲ့ပါတယ်။ဆာရှားလီယင်ကိုဆင်းသက်နိုင်ခဲ့ပြင်မဲ့ကံမကောင်းစွာနဲ့ပဲ၎င်းကရေကဲပြင်းတွေပေါ်မှာရှော့တိုက်သွားပြီးတော့တောင်ဆောင်တစ်ခုပေါ်ကနေပြုတ်ကျကာချက်ချင်းပေါက်ကွဲသွားပြီးတော့ဆာရှားတည်ဆုံးသွားခဲ့ပါတယ်။အဲ့ဒီချိန်မှာတရိษံတွေကိုတင်မောကြီးတွေစီကိုခေါ်ဆောင်လာတဲ့တရုတ်ကုန်တင်ရဟတ်ရှင်တွေဖျက်ဆီးသွားခဲ့ပါတယ်။အရာရှိအချို့ကထုံမိစားစုတွေကိုတွှေ့ရှိသွားခဲ့ပြီးနောက်၎င်းတို့ကိုကဲတင်ဖို့ဆင်းသက်လာခဲ့ပြင်မဲ့၎င်းတို့ကလက်မရှိတဲ့သူတွေကိုသာလက်ခံခဲ့ပါတယ်။ကာပော့ကသူ့ကလေးနဲ့ခွေးတွေကိုခေါ်ဆောင်ပြီးတော့ထုတ်ခေါ်သွားခဲ့ပြင်မဲ့တာမာနာကိုတော့ခေါ်ဆောင်မသွားခဲ့ပါဘူး။ အကြောင်းတော့ तू မဆာရှာနဲ့ဖောက်ညံခဲ့တာကို तू ကသိရှိထားတဲ့အတွက်ကြောင့်ဖြစ်ပြီးတော့တကယ်တမ်းမှာ तू ကလင်းမှုတည်ဆုံသွားတဲ့အတွက်ကိုဝမ်းသာနေခဲ့တာပါဒီအုပ်စုကခဏတာလမ်းလျှောက်သွားပြီးတဲ့နောက် threat ကတစီဖြတ်တန်းသွားတော့ကိုတွေ့ရှိခဲ့ရရစင်က၎င်းကိုရက်တန့်စီဖို့ကြောက်ခဲတဲ့လုံနဲ့ပြစ်ပေါက်ခဲ့ပါတယ်ရှင်မောင်းကညီမဖြစ်နေပြီးတော့ तू ကလကောင်းတို့ကိုတင်ဆောင်သွားမယ်လို့သဘောတူခဲ့ပါတယ်အဲ့ဒီချိန်မှာ hamsley ရဲ့အုပ်စုကလည်းအဲ့ဒီအဲရိယာကိုရောက်ရှိလာခဲ့ပါပြီတင်မောကြီးလေးစင်းသာပြီးပေမဲ့တတိယရစင်ကမြင်းကလေးညောင်းပြစီသွားခဲ့ပြီးတော့ carbuff လိုလူအများပြားလဲတင်မောဘုတ်ကိုတက်ရောက်ခွင့်မရသေးပါဘူး hamsley ကသူ့အခန်းတွင်းကိုဝင်ရောက်တဲ့အခါမှာအဲ့ဒီခန်းကလူ၁၀ဦးထိဝင်ဆက်နိုင်ပေမဲ့၎င်းတို့ကဇင်ကန်ပြစီတွေကိုဥစားပြီးတာလားကိုသတိပြုမိခဲ့ပါတယ် အဲ့ဒီအချိန်မှာ तू ကစတန်ရှီကဖုန်းလက်ခံရရှိခဲ့ပြီးတော့စတန်ကဂရိပေးထားတဲ့အတိုင်းသူ့ကိုလင်းရင်လာမခေါ်ခဲ့ကြအောင်နဲ့ဆူနာမီတခုကသူ့မြို့ကိုချင်းကပ်လာနေပြီဖြစ်ကြောင်းကိုထုတ်ဖော်ပြောကြခဲ့ပါတယ်။အဲ့ဒီနောက်မှာထိတ်လန့်တုံလုံးနေတဲ့ဟမ်စလီကအချက်လက်အစ်စ်တွေကိုအလင်းများစစ်ဆေးခဲ့ပြီးတော့တိုင်လုံးကြီးတွေကတင်မောကြီးတွေကိုမထိခင်အချိန်နိုင်ဝက်ခန့်သာကြံတော့ကြောင်းကိုတင်ပြခဲ့ပါတယ်။စခန်းပြင်ပမှာဒီမသူတို့အဖွဲ့အင်းနဲ့အတူတူရောက်ရှိလာခဲ့ပေမဲ့သူ့ညီတန်စင်ကသူ့မိသားစုကလွယ်ပြီးအခြားဘယ်သူကမှလက်ခံမှုညှဉ်းဆန်းခဲ့ပါတယ်။ကိတ်ကအနည်းဆုံးကလေးတွေကိုခေါ်ဆောင်သွားဖို့တောင်းပန်ခဲ့ပေမဲ့ဖွားဦးကတန်စင်ကိုစူပူချိန်ပေါင်းပြီးတော့လူတိုင်းကိုခေါ်ဆောင်သွားဖို့နားချခဲ့ပါတယ်။ ။တင်မောကြီးတွေကစတင်ထွက်ခွာဖို့ပြင်ဆင်ခဲ့ကြပြီးတော့အချို့လူတွေကလုတ်သားတွေကပျက်စီးနေတဲ့တင်မောကိုမပြုတ်ပြင်နိုင်ခဲ့ကြောင်းကိုသိရှိသွားတဲ့အခါမှာထိုတင်မောဘုကခီးတယ်တွေဟာခြံသားခဲ့ရမှာဖြစ်တယ်ဆိုတာကိုသိသွားခဲ့ပါတယ်။တော်တာထွက်နေတဲ့ကာဘော့ကအဆောင်တူဦးကိုထိုးကျပြီးတော့တကားဘော့ကနဲ့အတင်းဝင်ရောက်သွားတဲ့ခါမှာလူအုပ်ကြီးကလည်းသူ့အနောက်ကနေနီဇုံတင်မောရှိကိုချက်ချင်းလိုက်ပါသွားခဲ့ပါတယ်။ဒါပေမဲ့တင်မောကစိတ်ကံတရားကနေထွက်ခွာသွားတဲ့အတွက်အချို့လူတွေကခုန်ကူးဖို့ကြိုးစားကြပါတယ်။တန်စင်ကထိုးအုပ်စုကိုအဲ့ဒီတင်မောစီကိုပဲအခြားသောဘေးကင်းတဲ့လမ်းကြောင်းကနေတစင်ခေါ်ဆောင်သွားခဲ့ပါတယ်။ တန်စင်ကထိုအုပ်စုအတွက်တင်မောအတွင်းကလှုပ်ဝက်လမ်းကြောင်းတစ်ခုကိုဖွင့်ပေးနေစင်မှာဟမ်စလီကစိတ်ခံတရားပေါ်ကပြုတ်ကျနေတဲ့လူတွေအားလုံးကိုကြည့်ရှုနေပြီးတော့ဆက်လက်တီးမခံနိုင်တော့ပါဘူး။သူကနိုင်ငံအားလုံးရဲ့အကြီးအကဲတွေဆက်သွယ်ခဲ့ပြီးတော့ကြံရှိတဲ့လူတွေအားလုံးလည်းဝင်ရောက်လာနိုင်အောင်ဂိတ်တရားတွေကိုဖွင့်ပေးဖို့တောင်းဆိုခဲ့ပေမဲ့အန်ဟောက်ဆာကလှိုင်းလုံးကြီးတွေမထိမီ15မိနစ်သာကြံတော့ကြောင်းနဲ့ထောက်ပြပြီးတော့သူ့စကားကိုဖျက်ပြောခဲ့ပါတယ်။ဟမ်စလီကလုံးဝလက်မချော့ခဲ့ပါဘူး။လော်ရာကဝင်စင်သာဆိုရင်ဂိတ်တရားတွေကိုဖွင့်ပေးလိမ့်မယ်လို့ထပ်လောင်းပြောကြတဲ့အခါမှာခေါင်းဆောင်တွေကအလျှော့ပေးခဲ့ပြီးတော့ဂိတ်တရားတွေကိုဖွင့်လှစ်ဖို့ခွင့်ပြုကြပေးခဲ့ပါတယ်။တင်မောင်းအထွတ်မှာဂျက်ဆင်ရဲ့အုပ်စုကဂိတ်တရားတွေဖွင့်လိုက်တဲ့အခါစတင်လှုပ်ရှားလာတဲ့ ဓလေကဆိုင်ရန်နေရာစီမှာခိုးကြောင်ခိုးဝက်သွာလာနေတာဖြစ်တဲ့အတွက်အန်ဒီရဲနဲ့ဂျုံတွေ့ခဲ့ရပါတယ်တန်စင်နဲ့ဂေါ်တော်တို့တွန်းချခံလိုက်ရပြီးအစုံကုန်မနေလမ်းဆွဲထားလိုက်ပြီးလေပတ်နေတဲ့ဂီယာတွေကတန်စင်ရဲ့ခြေောက်ကိုညံ့မိနေခဲ့ပါတယ်ရစင်က၎င်းတို့ကိုကူညီဖို့အလင်းမြန်သွားရောက်ခဲ့ပြီးတော့တန်စင်ကိုအပေါ်ကိုပြန်ဆွဲတင်နိုင်ခဲ့ပေမဲ့ကံမကောင်းစွာနဲ့ဂေါ်တော်ကချေချော်ချသွားပြီးတော့ဂီယာတွေကြားမှာကြိတ်ခင်ရကတည်ဆုံးသွားခဲ့ပါတယ်ရစင်လည်းအကြိတ်ခင်ရလူနီပါဖြစ်ခဲ့ပေမဲ့သူတို့တွေ့ကပ်ဖို့အသုံးပြုထားတဲ့ကေဘယ်ဂျိုးကဆက်ရနေရအတင်းကိုဝင်ညှက်သွားခဲ့ပါတယ်ခိတ္တရာအပြည့်ဝမပွင့်တော့ပေမဲ့ လူအုပ်ကြီးအတွင်းကိုပြေးဝင်ဖို့အတွက်ကိုလုံလောက်နေဆဲဖြစ်ပါတယ်။ဆိုင်လုံးကပုံမိုနီးကလာပြီးတော့တောင်းနေကိုကျော်လုံးဝင်ရောက်လာကအဲ့ဒီနေရာမှာပဲနေမရဲ့ဆရာတော်ဟာမတည်ဆုံးခင်မှာဖျားကြောင်ခေါင်းလုံးကိုထိုးနေခဲ့ပါတယ်။ခိတ်တရားတွေစပြီးတော့ပြေးလာခဲ့ပေမဲ့ကာဘော့ကအပြင်မှာကြံရှိနေတဲ့အခါမှာနောက်ဆုံးစက္ကန့်မှာသူကသူ့ကလေးတွေကိုတင်မောလေးကိုပြစ်တင်လိုက်ပြီးနောက်သူကိုယ်တိုင်ပြုတ်ကျတည်ဆုံးသွားခဲ့ပါတယ်။အစောပိုင်းကကေဘယ်ကျိုးကြောင့်ခိတ်တရားကလုံးဝပြေးမရဖြစ်နေတဲ့အတွက်တင်မောကထွက်ခွာလို့မရသေးပါဘူး။အဲ့ဒီချိန်မှာပဲဆူနာမီကတင်မောကြီးတွေကိုနောက်ဆုံးမှဝင်တိုက်ခဲ့ပြီးတော့စခန်းမှာကြံရှိနေတဲ့လုပ်သားတွေအားလုံးကိုတည်ဆုံးစေခဲ့ပါတယ်။လှိုင်းလုံးကြီးကလေရင်တစည်းကိုတင်မောလက်ချီကိုဝင်ရောက်တိုက်ရှိခဲ့ပြီးတော့ ၎င်းထောက်တိုင်တွေကိုဆုံးရှုံးစေကအခြားတင်မောတွေကိုဝင်ရောက်တိုက်မိစေခဲ့ပါတယ်။၎င်းတို့ကတင်မောယူလာဖို့အတွက်အင်ဂျင်ကိုဖွင့်ဖို့လိုအပ်နေခဲ့ပေမဲ့ခိတ္တသားကဖွင့်နာရဖြစ်တဲ့အတွက်အဲ့လိုမျိုးဆက်နိုးလို့မဖြစ်နိုင်ပါဘူး။ဆူနာမီကြောင့်တင်မောကထိန်းချုံမရအောင်လှုပ်ခါနေပြီးတော့၎င်းကိုအေရက်တောင်ဘက်ကိုတည်ဆောင်သွားတဲ့အခါမှာမကြခင်မှာဝင်တိုက်တော့မှဖြစ်ပါတယ်။နောက်ဆုံးမှတော့ဂျက်စင်ကပဲတင်မောအောက်ခြေမှာညံ့နေတဲ့ကေဘယ်ချိုးကိုတက်ဆွန့်ဆက်ပြားတွားရောက်ဆွဲထုတ်ခဲ့ပါတယ်။ခိတ္တန်တသားကနောက်ဆုံးမှပြေးသွားပြီးတော့ဤပညာရှင်တွေကအင်ဂျင်ကိုစတင်နိုင်ခဲ့ပေမဲ့တင်မောကအချိန်မီပြန်လဲဖို့အတွက်လွန်လင်းမြန်စွာရွတ်လျားနေခဲ့ပါတယ်။တင်မောကတောင်ကြီးနဲ့စတင်တိုက်မိခဲ့ပြီးတော့ ကြီးမားတဲ့ကြောက်တုံးကြီးတွေ၎င်းတို့အပေါ်ကိုစတင်ပြုတ်ကျလာတဲ့အခါမှာပဒင်းမောက်ချုပ်ကွဲသွားခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲပုံမိုလ်ကြီးမားတဲ့ပြက်စီးမှုတွေမှာဖြစ်ွားခဲ့မှာ။နောက်ပြန်တွန်းအားတက်ဝင်လာခဲ့ပြီးတော့တင်းမောကတောင်ကြီးစီကနေထွက်ခွာသွားနိုင်ခဲ့ရာလူတိုင်းအောင်ပွဲခံနိုင်ခဲ့ကြပြီးတော့ဂျက်စင်ကသူ့မိသားစုတွေနဲ့ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။အဲဒီနောက်မှာနှစ်တွေကို After the Blood လို့စတင်ရည်တွေ့ခဲ့ပါတယ်။ပထမလ28ရက်နေ့မှာ Hamsley နဲ့ Laura တို့ကသူတို့ရဲ့ပထမဆုံးချိန်နှမ်းဆက်ခဲ့ကြပါတယ်။အဲဒီချိန်မှာကပတင်ကကောင်းကင်ကြီးကြီးလင်းနေပြီဖြစ်ကြောင်းကိုကြေညာခဲ့ရာလူတွေဟာနေအောင်ကြီးကိုတဖန်ပြန်လည်မြေတွေ့ရဖို့အတွက်ကို အပြင်ကိုနောက်ဆုံးအချိန်မှာထုတ်ခွင့်ရခဲ့ပါတယ်။တင်မောကြီးသုံးစင်းစလုံးပေါ်ကလူတွေကလေကောင်းလေတန်းကိုရှူချိုက်ခန်းစားနေကြစင်မှာဟမ်စလီကရေတွေပြန်လဲကျဆင်းနေပြီဖြစ်ကြောင်းနဲ့အာဖရိကတိုက်တိုင်းလုံးပြန်လဲမြင့်တက်လာခဲ့ကြောင်းကိုသိရှိဖို့ဂျိုရုတွေကအစီရင်ခံစာတွေကိုစစ်ဆေးခဲ့ပါတယ်။တင်မောကြီးတွေကဘဝတက်တစ်ခုစတင်မှုအတွက်ကိုအာဖရိကတိုက်ကိုချက်ချင်းဥတီထွက်ခွာသွားခဲ့ကြပါတယ်။ဇလန်လေးကဒီမှာပဲပြေဆုံးသွားခဲ့ပါတယ်။